အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့ဗီဒီယိုလေးကတော့ထိုင်းနိုင်ငံမှာလက်ရှိအသုံးပြုနေတဲ့ငွေစက္ကူဘဏ်ငွေတွေအကြောင်းကိုပြပြပေးသွားပါမယ်ရှင်ထိုင်းငွေစက္ကူတွေဟာပုံမှန်အားဖြင့်၅မျိုးရှိပါတယ်ရှင်20ဘတ်အစိမ်းရောင်50ဘတ်အပြားရောင်100ဘတ်အနီးရောင်900ဘတ်ခရမ်းရောင်1000ဘတ်အညိုဖျော့ရောင်တို့ဖြစ်ပါတယ်ရှင်လက်ရှိအသုံးပြုနေတဲ့ငွေစက္ကူအားလုံးရဲ့မျက်နှာစာမှာ ထိုင်းပြည်ရဲ့ပုံတူကိုဖော်ပြပေးထားပါတယ်ရှင်။သေးဆုံးနဲ့အများဆုံးသုံး20ဘတ်နဲ့50ဘတ်ငွေဆက်ကူတွေဟာဈေးဝယ်တာအစားအသောက်ဝယ်တာလိုမျိုးတာမန်နေစဉ်သုံးစရိတ်တွေအတွေ့အသုံးအများဆုံးဖြစ်ပါတယ်ရှင်။တရာဘတ်ကတော့ဟိုတယ်ကစားတောက်ဆိုင်သွားတာဈေးကြီးတဲ့နေရာတွေမှာသုံးဖို့အတွက်တင့်တော်ပါတယ်ရှင်။တထောင်ဘတ်ကတန်ဖို့အကြီးဆုံးငွေဆက်ကူဖြစ်ပြီးတော့ဟိုတယ်ကပေးတာ ဈေးဝယ်တာစတဲ့ငွေအများကြီးပေးချေရတဲ့လုပ်ငန်းတွေအတွက်အဓိကသုံးကြပါလိမ့်ရှင်။ငွေစက္ကူအပြင်အကျွေဈေးတွေလည်းရှိပါသေးတယ်ရှင်။တစ်ဘက်၊နှစ်ဘက်၊ငါးဘက်၊ဆယ်ဘက်ဆိုပြီးရှိပါသေးရှင်။25စတန်နဲ့90စတန်ဆိုပြီးအကျွေဈေးတွေလည်းရှိပါတယ်။100စတန်ဟာတစ်ဘက်နဲ့ညီမျှပါလိမ့်ရှင်။အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။